ဒီမြမတမတော်ကခေါ်တာနဲ့ကျွန်တော်တို့ချိန်ပြီးမှကြည့်လိုက်ပါအရွယ်မရောက်သေးရင်စမှုထံဦးလေးလုံးဝလုံးဝမခေါ်ပါဘူးဆက်ရှင်နေမှာမပြည့်ဆက်ရှင်နေမှာမကြောလုံးဝလုံးဝစမှုထံဦးလေးကိုမခေါ်ပါဘူးမပြည့်ရင်ကိုပြန်လွတ်ပြေးမှာပါမိဘကိုလှုပ်ကျွေးနေတယ်ဒီတားတယောက်ပဲရှိရဆိုလဲလုံးဝလုံးဝမခေါ်ပါဘူးလုံးဝလုံးဝမခေါ်ပါဘူးတို့မှကျမ်းမာရေးချွေးနေတယ်ဘီဘူးစီဘူးယောဂတခုခုရှိနေလုံးဝလုံးဝမခေါ်ပါဘူးညနာပြီမခေါ်ဟိုမှာကြကြနာစီကိုင်းနဲ့ဥလိနဲ့စစ်စစ်ပါတယ်အဲ့ဒီလူတွေစစ်စစ်လို့ပဲ ပြန်လာတဲ့သူတွေလည်းအများကြီးပါနော်အဲ့တော့ဥစဉ်တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးငွေကြီးနဲ့ရှုံရှင်းရှင်းလားငွေကြီးနဲ့လုပ်တလားအဲ့လိုဆိုလို့ရှိရင်တော့ဥစဉ်တို့ပြောပါဒီကြားထဲမှာဥစဉ်တို့မန္တလေးအမရမူတာမြို့နယ်ကပလောင်ဆိုတဲ့ဒါဘာသာသာလာပြည်သူတို့တက်ကြတရားနဲ့ပေါ့နော်ပူပေါင်းပြီးမှဥစဉ်တို့မနေရဒီကြောက်ဆယ်ကလေကြောက်ရံတက်မှာကလေးတယောက်ပေါ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥစဉ်တို့စီဖုံးဝင်လာတယ်ဘိုးကြီးတယောက်ကလည်းဖုံးစီဆဲတာမြေအမှန်တရားတိုင်းဖြစ်လိုက်မယ်တဲ့ကလေးကစစ်မှုထမ်းဥပဒေလုတ်ချင်တယ်သူကစိတ်လဲပါတယ်ဒါပေမဲ့ဒီပလောင်ဒီ သမရဗုဒ္ဓမှာရှိတဲ့ဘလောင်တို့ကနေမှာဒီကလေးကို90နဲ့ဆိုလား90နဲ့ဆိုလားရောင်းလိုက်တယ်လို့ဦးဇေယျဒီကဲကဲချင်းကလေးကိုယ်တိုင်ကဦးဇေယျသူပုတ်ဆက်လာတယ်အဲတပည့်တော်မတပည့်တော်ကိုကူညီပေးပါအောင်ခင်ဗျာတဲ့ဘုံဘုံနဲ့အားကိုးစရာတို့ ဖုံးဖုံးမရှိတဲ့ဒီရပူကြီးကလည်းဖုံးဖုံးကိုဆက်လို့ပြောတယ်ဖေဟာတဲ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးလည်းဦးဇင်းတို့စုံစမ်းနေတယ်အဲ့ဒါမျိုးဆိုရင်တော့ဦးဇင်းတို့ပြောပါသူဂျီနဲ့လို့လိုက်တယ်ဂျီနဲ့လို့လိုက်တယ်လက်ခံလိုက်တယ်လူမီပါအောင်သူပြေးခြင်းနဲ့ဒါဦးဇင်းတို့လက်ခံတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးသဘောတူပါကလူအယောင်းဝယ်လုပ်လို့ရတယ်လို့ပေါက်ကိုတော်ပြောပြလာတဲ့ရုပ်တံနဲ့အတူတောင်ခန့်နဲ့အုံမတိတွင်တိုက်ပွဲပြင်းထန်နေတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါရစေ။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်၌အမြောက်တပ်များရှိသောတောင်ခန့်နှင့် ပြင်းဦးလွင်မြို့နယ်အဆက်အုံမတိကျေးရွာအနီးတွင်တိုက်ပွဲများပြင်းထန်နေကြောင်းမြေပြင်ရှိတော်လန်ရဲရဲဘော်အချို့ကလူမှုຫນွေဦးတို့ပြောသည့်မက်လာ14ရက်နှင့်ယနေ့မက်လာ15ရက်တွင်ပြင်းဦးလွင်မြို့နယ်အဆက်နောင်ချုံမြို့နယ်အုံမတိနှင့်ကံကောရွာအနီးတွင်လည်းတိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည် မလ14ရက်က အုံမတိကျေးရွာအနီးတိုက်ပွဲတွင်စစ်ကောင်စီကဓာတုဘုံအုံပြုပြီးလေကြောင်းမှတိုက်ခိုက်၍တော်လန်ရေးရဲဘော်အချို့မူးဝေအော်အံမှုဖြစ်ခဲ့သည်ဟုမြေပြင်ရှိတော်လန်ရေးရဲဘော်တို့ကပြောသည်ထို့ပြင်မလ15ရက်နေ့တွင်လည်းအုံမတိကျေးရွာလမ်းဆောင်အနီးတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟုဒေသခံများကပြောသည် စစ်ကောင်စီကဒရုန်းဘုံသုံးပြီးပို့ပြီးတော့တိုက်ခိုက်တာတွေရှိတယ်ပြီးတော့အရင်တနေ့ကလည်းအစိမ့်ငွေတွေသုံးပြီးတိုက်ခိုက်တာတွေတော့ရှိတယ်ပြီးတော့အုံမတိမှလည်းအရင်လထဲမှာပြည်သူလူထုအိမ်ကိုတော့မိရှို့သွားတာရှိတယ်ဟုအုံမတိကြီးရွာစစ်မြေပြင်ရှိတော်လန်ရေးရဲဘော်တို့ကပြောသည်ပြည်ဦးလွေမြို့နယ်ဝက်ဝံကြီးရွာ၌အထိုင်ချတဆွဲထားသောစစ်ကောင်စီတပ်ကတအောင်းတက်မတော်ငှား နှင့်ပူးပေါင်းတပ်များတင်ပိုက်ထားသောနောင်ချိုမြို့နယ်တွင်2024အောက်တိုဘာ22ရက်ကစတင်စစ်ကြောင်းထိုးဝင်ရောက်လာသည်ထို့နောက်နှွားဦးဆောင်သောတော်လန်ရေးတပ်များရှိနေသောဂံကောရွာသို့ရောက်ရှိလာ၍တိုက်ပွဲများဖြစ်ပွားခဲ့သည်။ကဲမျိုးရီမင်္ဂလာပါဗျာမင်္ဂလာလည်းလည်းခင်ပါဗျာဒီနေ့က15ရက်ဇွန်လပိုင်း2025ဖြစ်ပါပါဗျာဒီနေ့ဒါဦးစင်းကျမ်းမာရေးရတော့ပုံမှန်လမ်းလျှောက်ဖြစ်တယ်အခုကတော့တရားချတရားချပါတော့နော်အပြန်အခုကတမန်ရီလောက်လျှောက်ဖြစ်တယ် ဒါဥစဉ်စီးကြော်က300နဲ့မှ60360မှာအခုဆိုလို့ရှိရင်တရားကြော်ကြော်လေးပဲရှိရတယ်ကြာတရားကြော်ကြော်လေးပဲရှိရတယ်အော်ရဆရာတော်ဥရတူပေးထားတဲ့စီဂျိုစီဗမာစီလဲတော့တင်္ဂလိပ်စီလဲတော့တယ်ဆိုတော့တော်တော်ကြီးကိုအစီအစဉ်ပြတယ်ပေါ့နော်ဒါတော့လိုက်ချောင်းရတာတစ်ချက်ကိုတစ်ချက်ပေါ့ကျမ်းမာကြီးလဲတော်တော်ကြီးကောက်ပါပါလေနော်ဟာလေကဲဒါနဲ့ဆက်ပြီးမှဥစဉ်ပြောချင်တာလဲဆိုလို့ရှိရင်စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥစဉ်ပြောချင်ပါလေဗျခုလိုစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးဥစဉ်တို့စီကိုခဏခဏပို့ဆက်ကြတယ်ဖုန်းဖုန်းမရဘယ်နာမှဆွဲတော့ပါဗျာ ဘုံဘုံတရားဘယ်နာမှာခွန်သွားပါရဲ့ဗျာဆိုမနေ့လေးမှလည်းဦးဇင်းကအဲ့လိုခဏခဏဆက်ကြတယ်ဦးဇင်းတို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှဥပမာဦးဇင်းတို့ဒီစစ်တပ်ကခေါ်တဲ့စစ်မှုထမ်းဥပဒေကိုမပြောခင်မှာဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာဒီလိုဒီ DNA တွေရဲ့ဘလောင်တွေရဲ့ဒီဦးဇင်းတို့လိုပဲပေါ်ထွက်တဲ့စစ်မှုထမ်းဥပဒေစစ်မှုထမ်းပေါ့ဗျာတခြားပါတော့နော်အဲ့မှာခင်ဗျားတို့တို့ဆွဲတာတွေကိုမြင်စေချင်တာရောကြည့်စေချင်တာရောဦးဇင်းကနော်အဲ့တော့တီဘောလောက်ကိုစုံစမ်းကြည့်လိုက်တီဘောတို့ကိုစုံစမ်းကြည့်ရဘယ်လိုလဲဆိုလို့ရှိရင်14 15ကိုမိခလေးယောက်ျားလေးပါမကြမ်းတစ်ခါတည်းဆွဲခေါ်တယ် ခရက်ခေါ်တယ်ဆောရက်ကတက်ပိုင်권မရှိဘူးဆောရက်ကတက်ပိုင်권ရှိရင်ဆောရက်ကတက်လို့ရှိရင်ဒီမှာသမီးလေးကတော့ငယ်သေးပါတယ်ဒီမှာသားလေးကတော့ငယ်သေးပါတယ်မခေါ်လို့မခေါ်ပါနဲ့ဘာညာပြောတခါလေးတက်ပလိုက်တယ်ချမ်းပြည်နယ်မြောက်ပိုင်းမှာနော်ချမ်းပြည်နယ်မြောက်မှာအဲ့ဒါဆောရက်ဒီတွတ်တွတ်ပဲမှာတွတ်တွတ်တွတ်ဒီစစ်တပ်လို့သူစစ်မှုထားဥပဒေပေါ့နော်ခင်ဗျားတို့အဲ့ဒါကြတော့ခင်ဗျားတို့ကအတန်မထွက်ကြဘူးအတန်မထွက်ကြဘူးဦးစင်းပြောပြီးရက်ွက်တွေထဲမှာစစ်မှုထားဥပဒေနဲ့ပဲဟိုကန်ကြီးကုန်းလုံးမှာဆိုလို့ရှိရင်လည်းဒီလိုမဲပေါက်ကြတယ်မဲနိုင်ရပေါ့ရင်တော့လိုက်ရမှာပဲလေဗျာပေါ့ရင်တော့လိုက်ရမှာပဲ စမှုထံဥပဒေနိုင်ငံတော်ကိုမထမ်းဆောင်ခြင်းဘူးလားနိုင်ငံတော်ကိုမလုပ်ချင်ဘူးလားအကြမ်းဖက်ပီဒီအထဲကိုဝင်မလိုက်ဒါရှင်းရှင်းလင်းလင်းမှမလုပ်ချင်လို့ရှိရင်ဟုတ်လားအဲ့ဒီမှာခင်ဗျငန်းငါပြပြနဲ့ချိန်တိုင်းတို့ကရောက်သွားလိုက်မယ်နော်စမှုထံဥပဒေမှာပြင်ဆင်လဲရှိပြီးသားနိုင်ငံတော်ရဲ့ပြေးထားတဲ့လကလည်းရှိပြီးသားနိုင်ငံမြန်မာနိုင်ငံသားမှန်လို့ရှိရင်ဘယ်မှပြည်လို့မလို့စမှုထံဥပဒေထမ်းရမှာပဲဒါတော့အမျိုးစုအားလုံးကသိဖို့လိုတယ်ဗျသိဖို့လိုတယ်နော်ဦးစင်းဦးညီဆောင်ရွက်ပေးနိုင်တာကဘာလဲ ဦးစင်ခင်ဗျားတို့ဖုန်းဆက်တယ်စစ်မှုထံဦးရီနဲ့ပတ်သက်ပြီးချင်းပြတယ်တပည့်တော်ဘယ်လိုဆွဲထားပါလဲဗျာတပည့်တော်ကကြီးပြောစစ်မှုထံဦးရီနဲ့ပတ်သက်ပြီးမှမောင်မဲကိုခေါ်မယ်မောင်ဖြူကိုခေါ်မယ်မောင်ဖြူကပတ်ဆိုင်ရှိတယ်မောင်ဖြူကချမ်းသာတဲ့ပုံကူဖြစ်နေတယ်လက်ကွက်ထဲမှာတော်တော်တင်းတော်နေနိုင်တယ်အုတ်ကြီးကိုပတ်ဆိုင်ပေးနိုင်တယ်မဆာဖာကိုပတ်ဆိုင်ပေးနိုင်တယ်ဟုတ်ပြီအဲ့တော့မောင်ဖြူနေမှာမောင်မဲကိုအစားထိုးထည့်လိုက်မယ်အဲ့ဒီလိုဆိုရင်ဦးစင်ကိုပြောပါဦးစင်ကိုတိုင်သူ့ဘာကိုတက်တက်လောက်အကောင်ကြီးပြီလေဘာကောင်ကြီးဖြစ်ဖြစ်ဦးစင်မုန်းခံပြီးပြောမယ်ဥက္ကရာဆိုလည်းဥက္ကရာကိုအေးအေးယူယူအောင်ဦးစင်ပြောပြမယ် ်ဦးဇင်းတို့ဆွမ်းနိုင်တာတော့အဲ့ဒါပဲဆွမ်းနိုင်တယ်အဲ့ဒါပဲဦးဇင်းတို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးတတ်နိုင်တယ်နော်အဲ့တော့ခင်ဗျားဒီစစ်မှုထမ်းဥပဒေနဲ့ခေါ်ပါပဲခေါ်ပါပဲဟိုတလောကဦးဇင်းဒီလိုပဲရဟန်းတန်ဃာတော်ဘဦးဇင်းစုဖုံးဆက်တယ်ရှင်ဗျာတဲ့တပည့်တော်မြို့သားကြီးမှာငကောရှင်ဗျာလည်းဒီငကောတို့လောက်ခဲ့ပါတယ်ဗျာတဲ့အခုတော့တပည့်တော်လည်းဒီရနေပေါ့ရွှေဘုံဘက်ကနေပြေးရလွားရတယ်ပေါ့ဒီဂျန်ကုန်ရောက်နေတယ်ပေါ့ဂျန်ကုန်ရောက်နေတယ်ဗျာတဲ့တပည့်တော်ရရောက်ပါစစ်မှုထမ်းဥပဒေဆွဲခံလို့ဗျာတဲ့မုံရပဲမားတဲ့ရှင်ဗျာလို့အသက်ကဘယ်လောက်ရှိရောဆို30ပြည့်တော်မယ်ဗျာတဲ့ရှင်ဗျာနောက်ထပ်9နှစ်ထိ နှစ်နှစ်ပဲတာဝန်ထမ်းဆောင်အောင်ပါနှစ်ကြော့ပြန်စစ်မှုထမ်းလို့ရတယ်လို့ရှင်ဘုရားမြို့သားကြီးနဲ့ထောက်ခံတဲ့တရားလည်းထောက်ခံတယ်ဆိုပို့ပြီးတော့ရှင်ဘုရားစစ်မှုထမ်းဦးလေးကိုပို့ပြီးမှရှင်ဘုရားအနေနဲ့ပို့ပြီးမှတော့လက်ခံရအောင်ပါလို့အခုရှိတယ်ခင်ဗျရက်ွက်တီထဲမှာကစစ်မှုထမ်းဦးလေးမဲပေါလဲထွက်ပြေးတယ်အဲ့တော့သခိုင်းဘက်ကိုပြေးမယ်ရန်ကုန်ဘက်ကိုပြေးမယ်လမ်းမှာပြေးမယ်ဦးဘက်မှာဦးဇင်းတို့ချမ်းစီတဲကအောင်မင်းလေရက်ွက်ပေါ့ဗျာအောင်မင်းလေအုပ်ကြီးဦးမြင့်တင်ရက်ွက်ထဲပေါ့ အဲ့ဒီထဲမှာဦးဇင်းတို့ကစစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးမှမင်းဒီနေ့ဒီခေါက်တော့မင်းအလှည့်ကြတယ်မင်းလိုက်ရမယ်မင်းမဲပေါက်နဲ့လိုက်ရမှာပေါ့မဲပေါက်နဲ့ဟုတ်လိုင်ကတော့ထမ်းသွားမယ်အဲ့မှာအိတ်ကလေးပြေးပါလိုက်ပြေးပါလိုက်ပြီးတဲ့အခါမှာသခိုင်းပဲပြေးမှရသခိုင်းပဲကိုပြေးသခိုင်းနာပေါက်မှမိမယ်အဲ့လိုသခိုင်းနာပေါက်မှမိပါလို့ရှင်ခင်ဗျသခိုင်းရဲ့စည်ရင်တူသွားမှာမဟုတ်ဘူးမန္တလေးစည်ရင်လည်းမတူဝင်ပါမန္တလေးအိမ်တော်စည်ရင်လည်းမတူချီသွားရမှာပဲရှင်။အတော့စစ်မှုထဥပဒေကဒါလေးလည်းတဘောပေါက်လို့တဘောပေါက်ဖို့လိုတယ်။နိုင်ငံခြားပြည်ရင်လည်းလွတ်မှာမဟုတ်ဘူး။စည်ရင်စရာအကုန်ရှိပြီးသား သေးစရာကုန်ရှိပြီလားကြံခဲ့တူထမ်းဆောင်ရမှာကြံခဲ့တူလောက်ရပါပဲဒါနိုင်ငံတော်ဝင်ထမ်းဆောင်ရတာအဲ့တော့ကိုပဲအချမ်းပဲ DNA ပလောင်နေနဲ့ဒီစစ်မှုထမ်းဥပဒေပဲအကုန်လုံးပေါ့နော်တို့တို့ခေါ်တာနဲ့တို့တို့ဒီမြမတက်မတော်ကခေါ်တာနဲ့ကျွန်တော်ချိန်ပြီးမှကြည့်လိုက်ပါအရွယ်မရောက်သေးရင်စစ်မှုထမ်းဥပဒေလုံးဝလုံးဝမခေါ်ပါဘူးဆက်ရှင်နေမှာမပြည့်ဆက်ရှင်နေမှာမကျော်လုံးဝလုံးဝစစ်မှုထမ်းဥပဒေကိုမခေါ်ပါဘူးမပြည့်ရင်ကိုပြန်လွတ်ပေးမှာပါမိဘကိုလှုပ်ကျွေးနေတယ်ဒီတားတယောက်ပဲရှိရဆိုလဲလုံးဝလုံးဝမခေါ်ပါဘူးလုံးဝလုံးဝမခေါ်ပါဘူး တို့မှာကျမ်းမာရေးချွေးနေတယ်ဒီဖို့စီဖို့ယောဂတခုခုရှိနေလုံးဝလုံးဝမခေါ်ပါဘူးညံ့တာကြီးမခေါ်ဟိုမှာကြကြနာစီကန်းနဲ့ဥရီနဲ့ဆစ်ဆစ်ပါတယ်အဲ့ဒီလိုနေဆစ်ဆစ်လိုပဲညံ့လာတဲ့တွေလည်းအများကြီးပါเนาะအဲ့တော့ဥစဉ်တော့စမှုတန်းဥရီနဲ့ပတ်သက်ပြီးငွေကြီးနဲ့ရှောက်ရှိရှဲလားငွေကြီးနဲ့လုတ်တလားအဲ့လိုဆိုလို့ရှိရင်ဥစဉ်တော့ပြောပါဒီကြားထဲမှာဥစဉ်တော့မန္တလေးအမရမူတာနုနယ်ကပလောင်ဆိုတဲ့ဒါဗလာသာလာပြုစုံတော့တက်ချက်တရားနဲ့ပေါ့နောက်သူပူပေါင်းပြီးမှဥစဉ်တော့မနေရဒီကြောက်ဆယ်ကလေကြောက်ရံအတက်မှာကလေးတယောက်ပေါ့စမှုထံဥပဒေနဲ့ပတ်သက်ပြီးမှဥစဉ်တော့သူဖုံးဝင်လာတယ် ဘူကြီးတယောက်ကလည်းပုံးစီဆဲဒါမျိုးအမှန်တရားတန်ဖြစ်လိုက်ပဲတဲ့ကလေးကစစ်မှုထားဥပဒေလုတ်ချင်တယ်သူကစိတ်လဲပါတယ်ဒါပေမဲ့ဒီပလောင်ဒီသမရဘူတာမှာရှိတဲ့ပလောင်တို့ကနေမှာဒီကလေးကို90နဲ့ဆိုလား90နဲ့ဆိုလားရောင်းလိုက်တယ်လို့ဥစဉ်ဒီကဲကဲချင်းကလေးကိုယ်တိုင်ကဥစဉ်သူပုံးဆက်လာတယ်ဟာတပည့်တော်မှာတပည့်တော်ကိုကူညီပေးပါဦးခင်ဗျာတဲ့ဖုန်းဖုန်းနဲ့အားကိုးစံသလိုဖုန်းဖုန်းမှရှိတယ်ဒီရဘူကြီးကလည်းဖုန်းဖုန်းကိုဆက်လို့ပြောတယ်ခင်ဗျာတဲ့ဒါအဲ့ဒါနဲ့ပတ်သက်ပြီးလေဥစဉ်တော့စုံစမ်းနေရဲ့အဲ့ဒါမျိုးဆိုရင်တော့ဥစဉ်တော့ပြောပါသူကျင်းနဲ့လိုက်တယ်ကျင်းနဲ့လိုက်တယ်လက်ခံလိုက်တယ်သူမိပါဦးသူပြေးကျင်းနဲ့ဒါဥစဉ်တော့လက်ခံတယ်လက်ခံတယ်နော် အဲ့တော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ရင်တော့ကုတာဝင်ကြနိုင်ငံတော်ဝင်ကတော့ထမ်းဆောင်ရမှာပဲနော်နိုင်ငံတော်ဝင်မထမ်းဆောင်ခြင်းဘူးဆိုရင်တော့နိုင်ငံကိုပုံငန်းပေါ့ဗျာပုံငန်းကြီးမှာပီတီအားထည့်ပြီးပြဟိုထည့်ပြီးပြဝင်ဖို့အဲ့ကကြခင်ဗျားတို့အကြောင်းတိလာလိုက်ပဲနော်အားလုံးဒါပါပဲဗျာ